ကလေးငယ်များမှာစကရင်တီချေများတဲ့အခါဦးနောက်ဖွင့်ပြမှုနှေးကွေစေနိုင်တယ်ဆိုတဲ့သတင်းအချက်လက်ကိုတင်ပြပေးပါမယ်။လေ့လာမှုအသက်တရအရဆိုရင်ကဲငယ်စဉ်ကလေးကစကရင်ကြီးချင်းလွန်ခဲ့ခြင်းဟာဦးနောက်အတွင်းကအဖြူရောင်အလွားလို့ခေါ်တဲ့ white matter ရဲ့ဖွင့်ပြမှုကိုနှောင့်ယှက်နိုင်ပါနဲ့။အဲ့ဒီအဖြူရောင်အလွား white matter ဟာဘာသာစကား surfaction နဲ့တွေ့ခေါ်မှုစွမ်းရည်ဒီအတွက်အထောက်အကူပြုရဲ့ အာယုံကြောကွင်ရပဲဖြစ်ပါနဲ့ Okay တိပန်နီးကြ MRI ဥနောက်ဓာတ်မှန်ရိုက်ခြင်းတွေအရာပေါ့နော် screen ရှေ့မှာအချိန်ပိုနေတတ်တဲ့ကလေးငယ်တွေမှာအာယုံဆက်သွယ်မှုတွေအားနည်းနေတာကို တွေ့ရှိရပါတယ်ဒီအချက်ဟာဆိုရင်နှုတ်ကြမှာစကားပြောခြင်းအာယုံမဆူးဆိုင်နိုင်ခြင်းနဲ့တင်ညူမှုဆိုင်ရာအခက်အခဲတွေဖြစ်နိုင်ခြေကို မြင့်တက်စေတယ်လို့သိရပါတယ်ကလေးဘဝရဲ့အရေးကြီးဆုံးကာလကိုပြောရမယ်ဆိုရင်တော့ အသက်9နှစ်အောက်ကာလဟာဥနော့အမြန်ဆုံးဖွံ့ဖြိုးတဲ့အချိန်ပဲဖြစ်ပါတယ်။ကဲဒီဖွံ့ဖြိုးမှုဟာစကရင်ကိုကြည့်ရှုနေခြင်းထက် လက်တွေ့ကမ္ဘာမှာကစားခြင်းထိတွေ့ခြင်းစကားပြောခြင်းနဲ့စူးစမ်းလိုစိတ်တွေပေါ်မှာပိုပြီးတော့မိခိုနေတဲ့ဆိုတာကိုတည်ထားဖို့လိုအပ်ပါတယ်။ဒါဆိုရင်ကျွမ်းကျင်တဲ့ပညာရှင်တွေရဲ့အကြံဖြူချက်တွေကဘာတွေလဲဆိုတာကြည့်အောင်ပထမဆုံးအနေနဲ့အသက်ဆရှိတာအောက်ကလေးငယ်တွေကိုစကရင်ကြည့်ရှုခြင်း လုံးဝမထားရှိရပါဘူး။အသက်နှစ်နှစ်ကနေ၅နှစ်အထိကလေးတွေကတော့တရက်ကို တနာရီထက်မပိုရပါဘူး။ပြီးတော့မိဘနဲ့အတူကြည့်ရှုဖို့အရေးအသွေးမြင့်တဲ့အကြောင်းအရာတွေကိုသာရွေးချယ်သင့်ပါတယ်။ကဲပုံဖြောခြင်း၊ပစ္စည်းဆက်ခြင်း၊ပဝန်းကျင်ကိုစူးစမ်းခြင်းဒီအရာတွေဟာကလေးငယ်တွေအတွက်ပျော်ရွှင်စရာသာမကအုံနောက်အတွက်ဆွမ်းအားတစ်ခုလည်းဖြစ်ပါတယ်လို့ပြောကြရင်ဒီအစီအစဉ်ကိုနေကုန်းချုပ်လိုက်ရပါတယ်။